မင်္ဂလာပါ channel MSN ပါအစိုးတော်သားမဖြစ်ခဲ့ဘူးဆိုရင် MMA ထိုးပြမဲ့ SSA Standardion XXX Tentacion ကျွန်တော် MMA ကြောင်းတွေကိုတင်ဆက်ပေးလာတာကြပါပြီအခုအစိုးတော်ကိုလည်းကျွန်တော်သိတာကြပါပြီဒါပေမဲ့အခုပြောမယ့်အကြောင်းကိုတော့ကျွန်တော်ကမကြခင်ကမှသိထားရတာပါ လူငယ် rapper HHH Tentation ကိုတော့အားလုံးသိကြမယ်ထင်တယ်။အသက်ငယ်လေးနဲ့အရင်အောင်မြင်ခဲ့တဲ့သချင်းတွေကိုထုံနိုင်ခဲ့တယ်။အကောင်းဆုံးအရွယ်အသက်20မှာပဲကားထဲမှာပဲဂန်းနဲ့ပြစ်ခတ်ရပြီးတော့ဆုံးသွားခဲ့ပါတယ်။2018ဆိုတော့9နှစ်တောင်ကြာခဲ့ပါပြီ။သူက MMA fan အကြီးစားတစ်ယောက်ဖြစ်ခဲ့ပါတယ်။အင်တာနက်မှာ HHH Tentation ရဲ့ဒီ Street Fight video တွေအများကြီးခုချိန်ထိရှိပါသေးတယ်။ အရက်က9ပေ6လူပူးစိတ်တူဆိုတော့လူမရွေးဘူးအကြီးအသေးအကုန်ထိုးဘူးတဲ့မင်းတောင်ပြောရရင်ဂျိုးရှာဖန်နဲ့ဝိတ်တိတ်ပြီးတော့မကွာဘူးအရက်ကလည်းတလက်မပဲကွာပါတယ်ပေါ့ကတ်တွေမှာလည်းသူ့အပြင်မှာစုံမှုတဲ့ MMA fighter တွေအကြောင်းကိုကြုံရင်ပြောပြလေးရှိတယ်သူ့ရဲ့ freestyle မှာလည်း UFC အကြောင်းထည့်ပြီးတော့ဆိုဘူးတဲ့ live တကူမှာ fan တယောက်ကမေးတယ်အကယ်၍သာပေါ့နော် rapper မဖြစ်ခဲ့ဘူးဆိုရင်တခြားဘာလုပ်မလဲဆိုတာကိုမေးတော့ travel age က MMA ထိုးခြင်းပါတယ် UFC မှာထိုးတယ်လို့မျိုးပေါ့ဆိုပြီးတော့ပြန်ပြီးတော့ဖြေဖို့တယ် ငါရက်မဆိုခင်က MMA fighter တယောက်ဖြစ်ချင်ခဲ့တာပါ။ငါကတကယ်လဲ fighter တယောက်လို့ပြောလို့ရမယ်။ထိုးတက်ရတာအရန်သဘောကျတယ်ဆိုပြီးတော့ပြန်ပြီးတော့ဖြစ်ခဲ့ဖို့တယ်။များသောအားဖြင့် UFC ပွဲတွေကို TV ကနေပဲကြည့်တာများပါတယ်တဲ့။အပြင်ကွင်းထဲမှာတခါလာပဲဗီဒီယို record ရှိပါတယ်။အဲ့ဒါကလည်းအုတ်ထုံးနဲ့ရုပ်ဖြတ်ပြီးတော့ထိုင်နေတာ။ reporter တွေကရိုက်ပြရင်းနဲ့ SSA standardion ကိုတွေ့ရတာပါ။မသေးဆုံးခင်ကိုရဲလောက်အလိုကထိုးခဲ့တဲ့ UFC 225ပွဲကိုကြည့်လိုက်ရတယ်လို့သိရပါတယ်။ ူဘွားရဲ့နောက်ဆုံး UFC ပွဲလေးပေါ့ Robert Whittaker နဲ့ Roel Romero တို့ကခေါင်ပွဲမှာထပ်ပြီးတော့စိတ်မကောင်းစရာကအဲ့ဒီခေါင်ပွဲ၅ပွဲလုံးက decision တွေကြီးပဲဖြစ်ခဲ့တဲ့ပွဲပါ Corner နဲ့ Cavito ရဲ့ပွဲကိုတော့မမေ့လိုက်ရှာဘူး AC ရဲ့ prime time ကိုလည်းသူမမေ့လိုက်ဘူး Ellis Barrera ကိုတော့မှသိကျင်မှသိလိုက်မယ်မသိတော့ဘူးလို့ထင်ပါတယ် Max Holloway နဲ့ Justin Gaethje တို့ရှင်ထိုးတာလည်းသူမကြည့်လိုက်ခဲ့ရဘူး UFC ရဲ့နောက်ပိုင်းစိတ်ဝင်စားစရာတွေအကုန်လုံးကိုသူလွတ်သွားခဲ့ပါတယ်။သူသာအသက်ရှင်နေသေးမယ်ဆိုရင်ဒီ UFC မှာမထိုးရင်တောင်မှသူကတရောင်းတနေရာကနေပြီးတော့ fighter တွေနဲ့အဆက်အသွယ်ရှိနေမယ်လို့တော့ထင်ပါတယ်။သူကိုယ်တိုင်လည်းဘောင်ဆင် train ခဲ့သလိုထိုးတက်ရတာလည်းကြိုက်တဲ့လူငယ်ဆိုတော့နောက်ပိုင်းဘာဖြစ်လာမလဲဆိုတာမသိနိုင်ဘူးလေ။အခုဒီသူ့ရဲ့ SSA တန်တရှုံပြကန်းမှာသူအသက်ရှင်တုန်းကတုံးခဲ့တဲ့ဘောင်ဆင် glove နဲ့တက်အိတ်ကိုခုထိထားထားတော့လို့သိရပါတယ်။ Wrestling Peace ပါ ။နောက်လည်းဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ MMA content တွေကိုထပ်လုပ်ပေးပါအောင်မယ်။နေရတာပါ။ channel MSN ရပါ။တဒါ social media platform တွေရဲ့ rule အရကျွန်တော်တို့က link ချလို့မရတော့ပါဘူးအဲ့တော့အခု QR code လေးကို scan ဖတ်ပြီးတော့ Telegram group ကို join လို့ရပါပြီ promo code MSN Wage ကိုသုံးပါ